Me um... အားလုံးပဲမင်္ဂလာပါရှင်မေဖူဒီညောင်းဘလော့ကနေကြိုဆိုပါရရှင်မေဟိုဒီနေ့ကပေါ့နော်ဧည့်သည်ကိုလိုက်ဖို့ပေးရဒီနေ့ကတော့ဒေတူပဲဖြစ်ပါရရှင်ဒေတူမှာပေါ့နော်မေရတာလောကနတ္တဆွဲတော်မြချင်းရသော်ပြာကြီးရှိမှရှိရပေါ့နော်ဒီငါးကံကိုမြတ်သွားပြီးတော့ငါးစာလေးတွေကျွေးလိုက်ပါရရှင်ဒီငါးကံမှာပေါ့နော်ငါးစာလေးကျွေးမယ်ဆိုရင်ပေါင်ပုံလေးကြီးလည်းကျွေးလို့ရလို့ဝေဖာလေးကြီးလည်းကျွေးလို့ရပါရှင်ဒီငါးကငါးရပေါ့နော်ငကြင်းတွေကျွေးပေါ့နော်ငကြင်းအကြီးနှစ်ကောင်းရင်စပြီးတော့ဒီငကြင်းတွေအများကြီးဖြစ်ပေါ်လာပါရရှင်အခုမင်းနဲ့တူတူဆက်ပြီးတော့ငါးစာကျွေးလိုက်ကြရအောင်နော် ကန်ခုမေရပါတော့ဒါမေးစီလာတဲ့ဧည့်သည်ကိုမြတ်ခုလောကနန္ဒဖရာပေါ့နော်ဘယ်လိုမျိုးစပြီးရောဖြစ်ပေါ်လာတယ်ဘယ်လိုမျိုးစပြီးရောဒီဖရာကိုတီထောင်လာတယ်အဲဒီဖရာရဲ့တမန်ကြောင်းလေးကိုခုလိုမျိုးမေရဧည့်သည်ကိုပေါ့နော်အသေးစိတ်ရှင်းပြနေရဖြစ်ပါရဲ့ရှင်ရှင်းပြမလားအဲ့ဒီဒီလောကနန္ဒလောကနန္ဒသည်ဖရာသမိုင်းရှင်းပြပါတော့ ဘလော့ကနန္ဒာဖေးအမ်းမှာခုလိုမျိုးဓာတ်ပုံလေးရိုက်ဖို့ပေါ့နော်ဒီလိုမျိုးဂျေအဲဂျေစီပေါ့နော်ဂျေစီလည်းထားပြထားပါတယ်ရှင်မိရပေါ့နော်ဒီလော့ကနန္ဒာရေပြင်းတော်မှာရှိရပေါ့နော်ဂျိုဟီရှိဂျိုရဲ့ဒီပေါ့နော်ရေတက်ရေတက်ပေတဲ့နေရာကိုမိရခုလိုမျိုးမိရတနင်းဝင်နေနံကိုရေတက်ပေနေဖြစ်ပါရဲ့ရှင်ဒါနိနံလိုက်ပေါ့နော်ရေတက်ပေလို့လေရတယ်လို့ရေကုတူလည်းလို့လို့ရပါရဲ့ရှင်ပြီးတော့ကြတော့မိရခုပေါ့နော်ဒါစိတ်ညက်ညီမဖျားကိုရောက်ရှိနေရဖြစ်ပါရဲ့ရှင်စိတ်ညက်ညီမဖျားရဲ့တမိုင်းချောင်းလေးကိုပေါ့နော်မိတက်တီးတဲ့လောက်ပေါ့နော်ခုလိုမျိုးဧည့်သည်ကို ချာစွာရှင်းပြနေဖြစ်ပါရဲ့ရှင်ခုဧည့်သည်ကိုမင်းကပကံဖျားကြီးလေလိုက်ပို့ပြီးသွားပြီဆိုရင်တော့နေ့လစာလေးကိုဥစည်စင်ဦးပူပိထမင်းဆိုင်မှာမင်းကသွားပြီးတော့စားလိုက်ပါလေရှင်မေရတော့ပေါ့နော်ဒီဥစည်ထမင်းဆိုင်မှာအဲထမင်းအဝါစားလေးပဲစားခဲ့ပါရဲ့ရှင့်ထမင်းအဝါစားကိုပေါ့နော်ဒီအရန်ဟင်းကအမျိုး20ကြော်တယ်ပေါ့နော်အသားဟင်းကတော့တမျိုးတည်းထမင်းကတော့အဝါစားပေါ့နော်ဘူပေးစားမယ်ဆိုလဲအသားဟင်းအမျိုး20ကြော်အရန်ဟင်းအမျိုး20လောက်နဲ့အမျိုးပေါင်း40ကြော်နဲ့ပေါ့နော်ဘူပေးထမင်းလည်းစားလို့ရပါရဲ့ရှင့် ကခုမေရတော့ပေါ့နော်ဒါကတော့မေရတော့ခုထမင်းအဝါစားလေးပဲစားလိုက်ပါရှင်အသားတစ်မျိုးနဲ့ထမင်းအဝါစားလေးပေါ့နော်အဲအရသာလေးကတော့မြန်မာထမင်းအင်းလေးဆိုတော့မြန်မာထမင်းလက်ရလေးတိုင်းစားလို့လေးလည်းထမင်းမိန်နဲ့ခုလိုမျိုးဖျားကြီးလက်ပတ်ပြီးတော့နေ့လယ်စာဖိုက်စာနေတဲ့အချိန်မှာတော့မေရတော့အာရပါရကို share စားလိုက်ပါရှင် ခန်းခုမေးရတော့ဗောနော်နေလက်စားလဲသမင်းစားလို့ပြီးသွားပြီနေလက်စားစားပြီးတော့လဲခုညနေပိုင်းအတွက်ဗောနော်ဧည့်သည်ကိုလဲဖျားဖို့ထက်ပြီးတော့လဲလိုက်ပို့ပေးရဗောနော်ဒါကတော့ဧည့်သည်နဲ့ဗောနော်ညပိုင်းအစီအစဉ်လေးဖြစ်ပါရဲ့ရှင်ဧည့်သည်နဲ့ဒီညညကိုဗောနော်ဒါဒင်နာလေးစားပြစ်တဲ့ဖြစ်ပါရဲ့ရှင်မေးရတော့ဒင်နာလေးကိုဗောနော်ဂိုင်းဝက်စထရက်မှာစားပြစ်ပါရဲ့ရှင်